ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ဒီမှာငွေရပဲအကြောင်းမျိုးရှင်းပြပေးချင်တာလေဆိုတော့အားလုံးလည်းတည်ပြီးသားဖြစ်တယ်ချစ်ချင်းမေတ္တာတရားဆိုတဲ့အကြောင်းလေးငွေရှင်းပြပေးချင်တာပါတော်တော်များများပေါ့လေချစ်ချင်းမေတ္တာတရားဆိုတဲ့အခါမှာဟိုအချစ်ဆိုတာကလောဘတွေတဏှာတွေကိလေသာတွေပါရယ်ပေါ့နော်ဒါပေမဲ့မေတ္တာတရားတော့တကယ်ရှိမယ်ဆိုရင်အဲအဲ့လိုမျိုးမပူလောင်ရအောင်ပေါ့ကွာ ဲ့တော့ငွေကဒီမှာဘာပြောချင်လဲဆိုတော့ဒီဥပမာပေးပြောရမယ်ဆိုရင်ငွေတို့လူသားတွေပဲဖြစ်ဖြစ်เนาะ net တွေပဲဖြစ်ဘယ်လိုပဲဖြစ်30ပုံမှာရှိကြရဲ့အကုန်လုံးကိုမြတ်စွာဘုရားဒီမေတ္တာတကယ်စစ်စစ်မှန်မှန်နဲ့တကယ်မေတ္တာထားရဲ့ဒါမြတ်စွာဘုရားရဲ့မေတ္တာဒီသာတကယ်ကိုအေးချက်နဲ့ပေါ့နော်မေတ္တာအဲ့လိုမျိုးပဲဟို အချစ်ဆိုတာကြတော့တဏှာကြီးကိလေသာကြီးပါတဲ့အခါမှာကိုကမချစ်တတ်တဲ့အခါမျိုးကြရင်ပေါ့နော် အချစ်ကအချစ်တတ်ဖို့လည်းလိုသေးရဲ့ဆိုတဲ့အခါကျတော့မချစ်တတ်တဲ့အခါမှာကိုကပူနောင်ရရပေါ့လေဒါပေမဲ့ဒီနေ့ငွေပြောပြခြင်းန ဲ့အကြောင်းအရာလေးကချစ်ချင်းမြတ်တာတရားဆိုတာကငွေလိုသိနေတဲ့ဒီ universe လို့ခေါ်တဲ့ဒီစัจ java ဝလာကြီးရဲ့မှာချစ်ချင်းမြတ်တာတရားက frequency အမြင့်ဆုံးအရာဖြစ်ပါတယ်အဲ့တော့ငွေတို့ကဒီ frequency အမြင့်ဆုံးအရာဖြစ်တယ်ပေါ့နော်ဒီချစ်ချင်းမြတ်တာတရားကငွေတို့ရဲ့ဒီလူငယ်လို့ဖြစ်လာရင်လူပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ငွေတို့သဘာဝတရားကြီးပေါ့နော်ဒီလိုသဘာဝတရားကြီးမှာ အခြေခံပါရဲ့25%ဆိုရင်25%ပါရဲ့ပေါ့နော်အခြေခံအနေနဲ့25%ပါပါရဲ့အဲ့တော့မင်းတို့ကဥပမာပြီးပြောမှဆိုရင်ငွေကလူတယောက်အနေနဲ့တက်ရှိတယောက်အနေနဲ့မွေးဖွားလာတယ်မွေးဖွားလာတဲ့အခါမှာဒီသဘာဝတရားကြီးကိုကငွေရဲ့ဒီခန္ဓာကိုယ်ထဲမှာငွေရဲ့စိတ်ထဲမှာချစ်ချင်းမေတ္တာတရားကြီး25%ကအော်တိုမက်တစ် natural အရာကိုပါလာပြီးသား ဲ့အောင်မောင်ငွေကဒီချစ်ချင်းမေတ္တာတရားကိုကြီးမားလာအောင်ငွေလုံးနိုင်တယ်လို့ဒီချစ်ချင်းမေတ္တာတရားကြီး25ရာခိုင်နှုန်းဖြန့်နိုင်သွားအောင်လေငွေပဲလုံးလို့ရတယ်အဲ့တော့ငွေငွေတင်နေချင်းပြောဆိုကုန်တော့ငွေဟိုးရေတော့ပြောပြနေကအရင်ချစ်တာရာပဲအရင်ချစ်တတ်တယ်ပေါ့ကွအချစ်တည်းရမ်းပေါ့တယ်ပေါ့အဲ့တုန်းကငွေကလေတုံတုံဆိုပြန်ဟိုပြန်ပြီးတော့ပေါ့နော်ပြောတတ်တဲ့သူမျိုးမလို့အမှန်တကယ်တော့လေဒီလားငွေကအဲ့လိုချစ်ချင်းချစ်တဲ့ပေါ်ရယ်ဆိုတာတည်းလေမြစ်တာထားတတ်တာပေါ့နော် ဟိုတော်တော်များများကိုမေတ္တာနဲ့ပဲကြည်ရမေတ္တာထားတတ်တယ်ပေါ့သူများထက်ပို့ပြီးတော့မေတ္တာထားတတ်တဲ့သူတွေမှာပါတယ်ပေါ့နော်ကိုကကြတော့အဲ့တော့ဝင်ကအဲ့လိုမျိုးမေတ္တာထားတတ်ဖို့ဆိုတာလေလှုပ်ယူရတာပေါ့နော်အဲ့တော့ တဘာဝအခြေခံဝါ25ခန်းခိုင်လုံးပါပါတယ်။အဲ့အောင်မှာကိုကမေတ္တာထားတတ်တဲ့သူမေတ္တာဟိုရှိရတဲ့သူတယောက်ပေါ့နော်မေတ္တာတရားကြီးမားတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ကိုကမွေးမြူပြီးလှုပ်ယူလို့ရရပေါ့လေ။အဲ့လိုငွေကဟိုသိစေချင်တာပေါ့နော်။အဲ့တော့ဒီ university မှာ25%ကသဘာဝအတိုင်းပါလာပြီးတော့ frequency အမြင့်ဆုံးအရာကခြေချင်းမေတ္တာတရားဖြစ်ပါတယ်။အဲ့တော့ဒီ frequency အမြင့်ဆုံးဖြစ်တဲ့ဒီခြေချင်းမေတ္တာတရားကိုကိုကလေကောင်းကောင်းလေးဒီမေတ္တာတရားကိုကြည့်ရော အောင်လုပ်ပြီးတော့ကိုယ်နေမယ်ဆိုရင်လေကိုယ့်ရဲ့ life မှာတော်တော်ကြီးကို effective ဖြစ်တဲ့အရာကြီးအများကြီးရှိရပေါ့လေအဲ့တော့မေတ္တာတရားကြီးမအောင်အခြေခံနေသင့်တယ်ပေါ့နော်ငွေရောအဲ့လိုမျိုးလေးအကျယ်ပေးချင်ပါရဲ့အဲ့တော့လောကမှာကိုကအကောင်းဆုံးပေါ့နော်ဘဝတစ်ခုကိုပိုင်ဆိုင်ခြင်းလေဆိုရင်ကိုကကောင်းအောင်နေဖို့လိုတယ်ကောင်းအောင်ဘယ်လိုနေရမလဲဆိုတော့လေကိုကကိုယ့်ရဲ့စိတ်နဲ့တန်တဲ့ဘဝကိုလူတိုင်းရရနိုင်ချင်တယ် အဲ့တော့ကိုယ့်ရဲ့ဘဝမကောင်းခြင်းလဲဆိုရင်ကိုယ့်ရဲ့စိတ်ထားလေးကိုလည်းကောင်းအောင်လုပ်ဖို့လိုပါတယ်။အရာအလုံးကအပြင်းအထန်လာရဲလို့ထင်ကြတယ်။ဥပမာ blessing နဲ့တော်တော်များများနောက်ဆုံးကွာဒီလား gift တွေပေါ့နော်။ဟိုမဲပေါ့ဟိုကံကောင်းခြင်းတွေအကုန်လုံးကိုတော်တော်များများခါ လူတော်တော်များများကလက်ခံထားတာကအတင်းရနေရတယ်လို့ထင်ကြတယ်အမှန်တကယ်တော့မဟုတ်ပါဘူးအတွင်းရနေကိုယ့်ရဲ့အတွင်းရနေပဲရတာပါအဲ့ blessing တွေကပေါ့နော်အဲ့တော့ကိုဘဝမှာကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ကိုကကိုစိတ်နဲ့တန်တဲ့ဘဝတိုင်းကိုလူတိုင်းကရနေကြတာဖြစ်တဲ့အတွက်ကိုစိတ်ထားလေးကိုလည်းကောင်းအောင်နေဖို့လိုပဲပေါ့နော်အဲ့တော့ကောင်းမွန်တဲ့ကံကောင်းတဲ့ဘဝတွေကိုရဖို့ဆိုရင် ကိုကကံကောင်းခြင်းလေဆိုရင်ကိုယ့်ရဲ့ blessing တွေအကုန်လုံးဒီကိုယ့်ရဲ့ခန္ဓာကိုယ်တွေကလာတာကိုယ့်ရဲ့စိတ်ထဲကလာတာဖြစ်ပါတယ်။အဲ့တော့ကောင်းမွန်စွာတွေးမယ်ကောင်းမွန်စွာနေထိုင်ခြင်းအပြင်ကောင်းမွန်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ငွေရဆုတောင်းပေးပါတယ်နော်။အားလုံးပဲကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ပြပါအောင်ရှင်။